ပွဲတိုင်းကိုဖိုင်နယ်လို့သဘောထားကစားမယ်အာမတ်မန်ယူသင်းရဲ့တောင်ပန်ကစားသမားအာမတ်ကရှေ့လာမယ်ပွဲစဉ်အားလုံးကိုဘောလူပွဲလိုမျိုးသဘောထားပြီးတော့ကစားသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်အသက်23နှစ်ရှိပြီဖြစ်တဲ့ Ivory Coast ကစားသမားကဒီရသည်မှာမန်ယူသင်းရဲ့အားထားရေးကစားသမားဖြစ်ရှိနေပြီးတော့မန်ယူသင်းကလည်းလက်ရှိမှာ Premier League ၄ပွဲဆက်ရှုံးပွဲမရှိအောင်လို့ကစားထားနိုင်ပါတယ်ဒါကြောင့်အာမတ်ကကျွန်တော်တို့အခုယုံကြည်မှုအပြည့်ဖြစ်နေပါပြီနီးပြောက်လည်းယုံကြည်သလိုအတင်းသွားနေတဲ့နေ့စနစ်ကိုလည်းယုံကြည်ပါတယ်ကစားသမားတိုင်းအာယုံစူးစိုက်မှုအပြည့်ရှိနေကြပါပြီ။ ျွန်တော်တို့၃ဘွဲဆက်တိုက်အနိုင်ရခဲ့တယ်လို့၄ဘွဲဆက်အနိုင်ရဖို့လည်းကြိုးစားခဲ့ကြပါသေးတယ်။ကျွန်တော်တို့ကံမကောင်းခဲ့ကြပါဘူး။ကျွန်တော်တို့အခုတဆင်ချင်းသွားနေကြပါလိမ့်။လာမယ့်ပွဲတိုင်းကိုဖိုင်နယ်လို့သဘောထားပြီးတော့ကစားသွားကြမှာပါ။အသင်းကိုထိတ်တန်းအဆင့်ကိုပို့ဖို့ကျွန်တော်တို့ရေဆန္ဒရှိနေကြပါလိမ့်ဆိုပြီးတော့ပြောဆိုသွားခဲ့ရပါ။ငါဘွဲဆက်တိုက်ရှုံးဘွဲမရှိရလဲရယူဖို့အတွက်စပါကွင်းကိုတွားကစားမယ်မန်ယူသင်းဟာလက်တလုံးမှာယုံကြည်မှုတွေမတရားမြင့်တက်နေပြီးတော့ Forest ကိုလည်းအနောက်ကနေပြီးတော့တေးရလဲရအောင်လိုက်လံကစားခဲ့ပါသေးတယ် မန်ယူသိန်းဟာဒီတစ်ပတ်မှာစပါအသင်းရဲ့အဝေးကွင်းတွားရောက်ကစားမှာဖြစ်ပြီးတော့ငါးပွဲဆက်ရှုံးပွဲမရှိအောင်လို့ကစားနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ